ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်းတန်းစီသွင်းဖြစ်ပါတယ်။ကဲဒါတို့သမီးတို့ဒီတစ်ခါမှတော့ဆရာတို့ Unit 2ရဲ့ Lesson 2လေးကိုကြည့်လိုက်ကြအောင်။ဘာများဖြစ်မလဲ။ကဲ Lesson 2ကဘာလဲဆိုတော့ Talking about families ။ကဲဆိုတော့ဆရာတို့မိသားစုဝင်တွေအကြောင်းကိုပြောကြမယ်။ ကဲဒါလို့မျိုးကြီးကြည့်ကြ reading နဲ့เนาะအဲ့အမှာ1 match the questions 1 to 6 with the answers a to f ကဲ question 6ပုတ်ရှိရဲဒါလို့မျိုးတို့ကဗာလဲ question နဲ့ဟိုဘက်မှာသူဖြေးထားတယ်အဖြေနဲ့เนาะကြိုက်တဲ့ဥစ္စာကိုတွဲပေးရမှာဖြစ်တယ်ကဲဒါဆိုရင်သူက number 1နဲ့လောက်ထားပြပြီးသားเนาะ how old are you ရယ်မင်းအသက်ဘယ်လောက်လဲအဲ့ဒါကိုသူကဗာနဲ့တွဲထားလဲ c 11နဲ့တွဲထားတယ်ကဲဒါတော့သိသွားပြီဒါဆိုရင်ဆရာတို့ number 2ကနေစကြည့်ရအောင်2 How many brothers and sisters do you have? မိမအကိုရင်းညီမတွေဘယ်နှယောက်များရှိသလဲ။ဒီအဖြေလေးကိုဖြည့်ကြည့်ကြအောင်။တွဲမယ်။ဘာနဲ့တွဲမလဲ။မှတ်နေ E two brothers and two sisters အကိုနှစ်ယောက်ညီမနှစ်ယောက်ရှိပါတယ်။မှတ်လိုက်တာ။ဟုတ်ပြီနော်။ကြည့်ဒါဆိုရင်3 What's your hobby? What's your hobby ဆိုတာဒါတို့အားလက်ချိန်မှာနော်မင်းတို့ hobby ကဘာဖြစ်မလဲ။ဘာလုပ်ရတာကြိုက်သလဲ။တွဲကြည့်ပါအောင်။မှတ်နေ။ F နဲ့တွဲမယ် reading stories เนาะအဲ့တော့ hobby ကဘာဖြစ်မလဲဆိုတော့ reading stories ပုံမြင်နေဖတ်တာကြိုက်ပါတယ်ကဲဒါဆိုရင်4ကိုဆက်ကြည့်မယ်4ကပါလေ what's your favorite food အဲ့တော့ favorite food ဆိုတာပါလေကြိုက်နှစ်သက်တဲ့အစားအသောက်ကပါလေအစားအစာကပါလေတွဲကြည့်ပါအောင်မှန်တယ် A နဲ့တွဲမယ် noodles ကောက်ဆွဲစားတာကြိုက်တယ်ဒေါ်လိုက်တာကဲဒါဆိုရင်ဆက်ကြည့်မယ်5 How many people are there in your family? မင်းရဲ့မိသားစုထဲမှာလူဘယ်နှယောက်ရှိလဲမိသားစုဝင်ဘယ်နှယောက်ရှိတယ်တွဲကြည့်ပါမှန်တယ် D 7ကဲအဲ့ဆိုရင်မိသားစုဝင်9ယောက်ရှိပါတယ်ကဲဒါဆိုရင်နောက်ဆုံးတစ်ပုဒ်6 Who are they ကဲဆိုတော့ Who are they ဆိုတော့သူတို့ကဘယ်သူတွေလဲပြောချင်တာမင်းတို့မိသားစုဝင်တွေကဘယ်သူတွေများပါတယ်လဲကဲဒါဆိုလို့ရှိရင်ဘာနဲ့တွဲမလဲဟုတ်တယ် B နဲ့တွဲပေးလိုက်မယ် Mom Dad two brothers two sisters and me ကဲဆိုတော့ mom အမေပါတယ် dad အဖေပါတယ် two brothers အကိုနှစ်ယောက်ရှိပါတယ် two sisters ညီမနှစ်ယောက်ရှိပါတယ် and me ကျွန်တော်ပါပါတယ်ကဲဒါဆိုရင်ဒါတို့မိဘတော်လိုက်တာเนาะဒါလေးကတော့ဆရာတို့ပါလဲ matching လေးလုပ်သွားတာဖြစ်ပါတယ်ကဲဒါတို့မိဘရေအခုဆရာတို့ဆက်ပြီးတော့နောက်တစ်ခုလုပ်ကြည့်ကြအောင်ဒါပါဆိုတော့ read the text and cross out the ones in the boxes that are not true for mimi တော့ဗာလေးဆိုဆရာမီမီဆိုတဲ့ကောင်မလေးတယောက်အကြောင်းကိုဆရာတော့ box လေးနဲ့ရေးထားတယ်အဲ့တော့အဲ့ဒီထဲမှာသူနဲ့မဆိုင်တဲ့အကြောင်းအရာလေးတွေပါနေတယ်အဲ့တော့သူနဲ့မဆိုင်တဲ့အကြောင်းအရာတွေကိုဆရာတော့ဗာလို့ရမှာဆိုတော့ cross out ဖယ်ထုတ်ပေးရမယ်เนาะဒါပေမဲ့အဲ့လို cross out လုပ်ဖို့အတွက်ကိုသူ့အကြောင်းဆရာတော့ဖတ်ထားမှာသိမှာပေါ့ဒီတိုင်း cross out တွေလုပ်လို့မရဘူးဒါဆိုရင်တရုတ်သမီးတို့နဲ့ဆရာနဲ့တူမီမီရဲ့အကြောင်းလေးကိုဖတ်လိုက်ကြစမယ် Hi I'm Mimi Hi တဲ့เนาะကျမရောမိမိပါတဲ့เนาะ I was born in May 2006သူကရောတဲ့မေလ2006ခုနှစ်မှာဖွားမြင်ခဲ့ပါတယ်မိဖွားခဲ့ပါတယ်ပေါ့เนาะ So now I'm 12 years old အခုရဲ့သူရဲ့အသက်7နှစ်ရှိပါပြီเนาะ I've got one younger sister เนาะ she is 3 years younger than me အကျမမှာကျမထင်ငယ်တဲ့ညီမလေးတယောက်ရှိပါတယ်เนาะသူကပါလဲ she is 3 years younger than me ကျမတဲ့3နှစ်ငယ်ပါတယ်တဲ့เนาะ တော့ my grandparents and my aunt live with us ကဲဆိုတော့ my grandparents ဆိုတာဘယ်သူတွေများဖြစ်လဲ grandparents ဆိုတာအဖိုးတွေအဖွားတွေကိုပြောတာเนาะအဲ့တော့ညီမရဲ့အဖိုးတွေအဖွားတွေနဲ့ and my aunt ဆိုတော့သူ့ရဲ့အတော်ပေါ့เนาะ live with us သူတို့နဲ့တူတူနေပါတယ်တဲ့ဆိုတော့ so there are seven people in my family ကဲဆိုတော့တဲ့သူ့ရဲ့မိသားစုထဲမှာစုစုပေါင်းမိသားစုဝင်ဘယ်နှယောက်ရှိလဲ seven people ခုနှစ်ယောက်ရှိပါတယ်เนาะဆိုတော့ we live in ပြင်ဦးလွင်တဲ့သူတို့ကဘာမှနေလဲဆိုတော့ပြင်ဦးလွင်မှာနေပါတယ်တဲ့ my sister and i go to school by bike ကဲဆိုတော့သူ့ရဲ့ညီမလေးနဲ့သူနဲ့ကအကြောင်းအောင်ဘယ်လိုသွားလဲ bike နဲ့သွားတယ် by bike ဟာစပိန်နဲ့သွားပါတယ်တဲ့ it takes about 15 minutes to get to school ဆိုတော့အကြောင်းအောင်ရောက်ဖို့အတွက်စုစုပေါင်း15မိနစ်ကြရပါတော့เนาะပြောချင်တာ15မိနစ်ဆိုစပိန်နဲ့မိသွားရတယ်တဲ့ we like shan noodles and strawberries very much เนาะ ော်ကျမတို့ကဗာလဲရှန်နူဒယ်ရှန်ခေါဆွဲနဲ့စတရောဘယ်ရီအရန်ကိုကြိုက်ပါတယ်တဲ့နော် my hobbies are reading and gardening နော် hobby သူ့ရဲ့ hobby လေးသူအားလက်ချိန်မှာဗာလဲလောက်ရတာကြိုက်လေဆိုစာဖတ်ရတာကြိုက်တယ် gardening သစ်ပင်လေးရေးဆိုင်ရတာကြိုက်တယ်နော် my sister likes skipping but i don't တဲ့အော်အဲ့ဒီမှာကြည့်သူရဲ့ညီမလေးကတော့ skipping ဆိုတော့ကြိုးခုံရတာကြိုက်တယ်တဲ့ဒါပေမဲ့သူကတော့မကြိုက်ပါဘူးတဲ့เนาะသူညီမကတော့ကြိုက်တယ် तू ကတော့ကြိုးခုံရတာမကြိုက်ပါဘူးเนาะ I'm happy to water plants in the garden เ ဟော तू ကတော့အပင်လေးတွေကိုလာဥယျာဉ်ထဲမှာရေလောင်းနေရတာကိုပဲကြိုက်တယ်เนาะ My sister's favorite color is pink ဟော my sister's favorite color is pink ဆိုပါလေ။အကျွန်မရဲ့ညီမလေးရဲ့ချိန်နေတဲ့အယောင်ကဘန်းယောင်ဖြစ်တယ်တဲ့။ I always choose things mostly in blue ။အာ तू ကအိစာကြောင့်လည်းပြောချင်တာပါလား။ I always choose things mostly in blue ။အဲ तू ကတော့အများအားကို ပြောချင်တာက ဟိုအပြာရောင်ရှိရပစ္စည်းပဲကြိုက်တယ်ဆိုတော့သူကပြောချင်တဲ့အတိတ်ပဲသူညီမကတော့ပန်းရောင်ကြိုက်တယ်ဒါပေမဲ့ तू ကတော့ပန်းရောင်မကြိုက်ဘူးအပြာရောင်ပဲကြိုက်တယ်ဆိုတဲ့သဘောပြောချင်တာเนาะဆို my family love music ဟာသူတို့မိသားစုကတော့ music အရင်ကြိုက်တယ်တဲ့ဂီတကိုကြိုက်တယ်เนาะဆို my dad's favorite is rock music ဟာသူ့ဖေကတော့လုံးဝ rock ဂီတကိုကြိုက်တယ်အရင်เนาะဆို top star is his favorite band ကဲဆို favorite band ဆိုတော့သူ့အဖေအရင်ကြိုက်တဲ့ဒီ music band အဖွဲ့က top star ဆိုရဲ band ကိုသူကအကြိုက်ဆုံးပဲတဲ့เนาะဆိုတော့ mom and aunt like pop songs อ๋อဆိုတော့သူ့ရဲ့အမေနဲ့အတော်နဲ့ကြပါကြိုက်လေဆိုတော့ pop songs တွေကိုကြိုက်တယ်เนาะ and my sister and i like rap อ๋อသူ့ရဲ့ sister နဲ့သူ့နဲ့ကြပါကြိုက်တယ် rap music တွေကိုကြိုက်တယ်တော့ဒီမှာတယောက်နဲ့တယောက်မတူဘူးเนาะ အဖေကကြတော့ rock guitar ကိုကြိုက်တယ်အမေနဲ့အတော်ကကြတော့ pop တခြင်းတွေကိုကြိုက်တယ်သူနဲ့သူ့ရဲ့ညီမလေးနဲ့ကကြတော့ rap တွေကိုကြိုက်တယ်เนาะ99 is my favorite singer ကဲဆိုတော့99 is my favorite singer เนาะအဲ့တော့99ကသူကြိုက်နေတဲ့တဲ့အဆိုတော်တရားဖြစ်ပါတယ်เนาะအဲ့တော့ဒါလေးကတော့မီမီရဲ့အကြောင်းကိုပြောတာတာဖြစ်တယ်ကဲဆိုတော့ဆရာတို့အခုဘာလုပ်ရမှာလဲဆိုတော့ဒီမှာမီမီရဲ့ပုံလေးကိုဆရာပြလိုက်ပြီသူ့ဘေးမှာ box လေးရှိတယ်အဲ့ဒီမှာသူ့ဂျောင်းလေးဆရာတို့ ထည့်ရတာ။အဲ့ဒီမှာမှာသူနဲ့မဆိုင်တဲ့တချို့အကြောင်းတွေပါနေတယ်။အဲ့ဒါကိုဆရာတော် cross out လုပ်ပြမယ်နော်။အဲ့တော့ဖယ်ထုတ်ပြမယ်။ဆိုတော့ဆရာနဲ့တူကြည့်အောင်ပထမဆုံး seven family members အနေစကြည့်မယ်။ကဲဆိုတော့အဲ seven family members ကမှန်မလားမှန်မလား။မှန်နေနော်။အခုနပြောတယ်မိမိမှာမိသားစုဝင်9ယောက်ရှိတယ်ဆိုတော့သူကတော့အမှန်လေးပေါ့နော်။ဆရာဖယ်ထုတ်ဆရာမလိုဘူး။ကဲနောက်တစ်ခု four family members ။ကဲအဲ့မှာစဉ်းစားတော့ เนาะ7 family members อ่ะမှတ်နေဒါဆရာတို့ခုနဖတ်တယ်မှာပြောတာတယ်4 family members อ่ะတော့မှားတယ်အဲ့ဆိုရင်ဒါတို့မိမိကဘာလုပ်မလဲ cross out ချက်ချလိုက်ပါအဲ့ဒီ box ကိုဟုတ်ပြီเนาะချက်ချလိုက်မယ်ဟုတ်ပြီကဲဒါဆိုရင်ဆရာတို့ဆက်ပြီးတော့ကြည့်ရအောင်ကဲ May 2006တဲ့ဘာပြောတာဖြစ်မလဲအဲ May 2006ဆက်ကြတော့သူ့ကိုမွေးခဲ့တဲ့ခုနေဆိုတော့2006 May ဟုတ်လားမဟုတ်လားဟုတ်တယ်เนาะခုနပြောအဲ့တော့အဲ့ဒါလေးသီမာမာရယ်ကဲ ။အဲဆိုရင်ဖဲထုတ်ဆရာမလိုဘူး။ကဲနောက်တစ်ခုကဘာလဲဆိုတော့ top star top star တဲ့ top star ဘာပြောရလဲ။အခုနာသူ့အဖေကြိုက်တဲ့ဂီတဘန်နေဟုတ်တယ်မလား။သူကြိုက်တာလားမဟုတ်ဘူး။သူသူ့အဖေက top star ကိုကြိုက်တာ rock guitar ကိုကြိုက်တာသူကကြတော့ဗာလေ rap ကိုကြိုက်တာအဲ့တော့ top star ကိုမဆိုင်ဘူးသူနဲ့အဲ့တော့ top star ကိုဆရာတို့ cross ထစ်ချလိုက်ပါဖယ်ထုတ်လိုက်မယ်ဟုတ်ပြီကဲဒီက99နဲ့ နိုင်နိုင်ကြတော့ဘာဖြစ်မလဲอืมနိုင်နိုင်ကြတော့ဘာလဲသူ့ရဲ့ favorite singer လို့မပြောဘူးလားเนาะသူကြိုက်နှင်းတက်တဲ့အဆိုတော်ရဲ့နာမည်ကနိုင်နိုင်ဆိုတာမှန်တာပေါ့ဖဲထုတ်เสียမလို့ကဲဆက်ကြည့်ပါအောင် strawberries ဟာ strawberry じゃသူကြိုက်လားမကြိုက်ဘူးလားခုနကြိုက်တယ်ဗါလဲခုနရှမ်းခေါက်ဆွဲနဲ့ strawberry နဲ့ကြိုက်တယ်လို့ပြောတာအဲ့တော့ဖဲထုတ်เสียမလို့အမှန်ချစ်မယ်ကဲနောက်တစ်ခုဆက်ပြောမယ် a pink dress and pink shoes ဟော ဆိုတော့ပန်းရောင်ရှိရဲ့ dress တွေအင်ဂျီနဲ့ပန်းရောင်ရှိရဲ့ဖနက်တွေကိုကြိုက်တယ်ဟုတ်လားမဟုတ်ဘူးလားမဟုတ်တော့ဘူးဘာပြောလဲသူကပန်းရောင်ကြာသူညီမလေးကြိုက်တာလေသူကကြာတော့ပါလေအပြာရောင်ရှိတဲ့ဥစ္စာတွေပဲကျွေးရဆိုတော့သူကအပြာရောင်ကြိုက်တာပေါ့ပန်းရောင်မကြိုက်ဘူးဆိုတော့ a pink dress and pink shoes ကဆရာတို့ပေးလိုက်ပါမယ်နော်သူနဲ့မဆိုင်ကဲဒါဆိုနောက်တစ်ခုဆက်ကြည့် skipping skipping ကဂျိုးခုံတာကဲဒါဆိုသူဂျိုးခုံတာကြိုက်လားမကြိုက်ဘူးနော်ဂျိုးခုံတာပါလေသူညီမလေးကြိုက်တာသူကဘာကြိုက်တာလဲ 음 gardening လောက်ရတာเนาะတစ်ပင်ဆိုက်ရတာပဲကြိုက်တာအဲ့တော့ skipping ကိုဇာတ်ဘာလုပ်မလဲပဲထုတ်လိုက်ပါ cross ချစ်လိုက်မယ်ကဲဒါဆိုရင် gardening နဲ့ gardening ကသူကြိုက်လားမကြိုက်ဘူးလားကြိုက်တယ်ဟုတ်တာပေါ့ तू က gardening ကိုကြိုက်တယ်လို့ तू ကပြောထားတာဟုတ်အဲ့တော့အဲ့ဒါလေးကိုဖယ်ထုတ်စရာမလိုဘူးဆက်ကြည့်မယ် going to school by bike ចောင်းကိုစပိန်နဲ့သွားတယ်ကဲဆိုတော့ចောင်းကိုစပိန်နဲ့သွားတာဟုတ်လားမဟုတ်ဘူးလား ဟုတ်တယ်သူတို့ပြောတာနော်သူနဲ့သူညီမလေးကအကြောင်းကိုစပိန်နဲ့သွားတယ်စုစုပေါင်း15မိနစ်ကြာတယ်လို့ပြောတာတယ်နော်အဲဒါကြောင့်မလို့အဲ့ဒါကိုဆရာတို့ကမှန်ပါတယ်နော်ထုတ်ဆရာမလို့ကဲ going to school on foot တဲ့အကြောင်းကိုခြေရှင်သွားတယ်လမ်းလျှောက်သွားတယ်မှန်လားမဟုတ်ဘူးနော်အခုနကဗလဲစပိန်စီးသွားတယ်လို့ပြောထားတာဟုတ်နော်အဲ့တော့လမ်းလုံးကလျှောက်ဘူးအဲ့တော့လမ်းလျှောက်တဲ့ဥစ္စာကိုဆရာတို့ပယ်ထုတ်လိုက်ပါမယ်ဟုတ်ပြီနော်ကဲဆက်ကြည့်မယ် a blue pencil case တဲ့အပြာရောင်ခဲတံဘူးတဲ့ ကဲဆိုတော့ blue pencil case ကို तू ကြိုက်မလားမကြိုက်ဘူးလား blue pencil case ကြိုက်တယ်เนาะဘာလို့လဲဆိုတော့ तू ပြောထားတာလေ तू ကဗာလေပိုင်းရောင်ကသူ့ညီမလေးကြိုက်တာကွာเนาะ तू ကကြောက်အပြန်ရောင်ရှိရဲ့ပစ္စည်းတွေကိုအကုန်လုံးကြိုက်တာဖြစ်တဲ့အတွက်ကြောင့် blue pencil case ဆိုတော့အပြန်ရောင်ရှိရဲ့ခဲတံဘူးလေးကို तू ကြိုက်တာပေါ့အဲ့တော့ဘယ်ထုတ်เสียမလို့ကဲ shan noodle ရှမ်းခေါဆွဲကြိုက်လားမကြိုက်ဘူးလားကြိုက်တယ်သူပြောတာဗါလေရှမ်းခေါဆွဲနဲ့ strawberry အရန်ကြိုက်ပါတယ်လို့ပြောထားတယ်လေကဲအဲ့တော့အဲ့ဒါလေပဲထုတ်เสียမလို့ ကဲဆိုတော့တရုတ်သမီးတို့လည်းတရားလေးကိုဆရာနဲ့တူတူလိုက်ပြီးတော့လုပ်ရတာတော့ပြောလိမ့်မယ်လို့ထင်ပါတယ်เนาะအဲတော့ဆရာတို့ဒီနေ့သင်သွားတဲ့သင်ခန်းစာတော့အဓိကပါလေဆိုတော့ကိုယ့်ရဲ့เนาะဒါမိသားစုအကြောင်းကိုပြန်ပြောတတ်အောင်သင်တာเนาะအခုနပြောလို့မိမိရဲ့ဒါဥစ္စာလေးကိုဆရာတို့ကဖတ်လိုက်တဲ့အခါမှာမိမိသည်เนาะသူ့အကြောင်းနဲ့သူ့ရဲ့မိသားစုအကြောင်းအကောင်းကောင်းကိုသူဖော်ပြထားတယ်เนาะမိသားစုဝင်ဘယ်နှယောက်ရှိသလဲเนาะညီမလေးအကြောင်းဘာသူရေးထားတယ်ပြီးရင်သူတို့မိသားစုဝင်တွေမှာတယောက်နဲ့တယောက်ကြိုက်ကြတဲ့ ဒါအဆိုရောတွေဟုတ်လား music တွေဗါတွေကြိုက်လဲအကုန်လုံးပြောပြတာတယ်အဲ့တော့ဒါတို့သမီးတို့ကလည်းမိမိလိုပဲကိုယ့်အကြောင်းကိုတော့သူများကိုပြန်ပြောတဲ့အခါမှာအဲ့လိုပြောတတ်ရမယ်နော်ကိုယ့်ရဲ့မိသားစုကြောင်းဟုတ်တယ်မလားကိုယ့်ရဲ့မိသားစုဝင်တွေဘယ်နှယောက်ရှိသလဲနော်ဘီမိမိပြောသွားသလိုပဲ သူရဲ့မိသားစုတွေကဘယ်ဒေဂီတာအမျိုးအစားကိုကြိုက်သလဲတော့မိသူတို့ကြိုက်တဲ့အစားအစာတွေเนาะသူတို့ရဲ့တနေ့တာလှူရှားမှုတွေအကြောင်းကိုတော့စပိန်နဲ့သွားတယ်တော့အိုးအဆုံးပါပဲเนาะအဲ့တော့ဒါရောသမီးတို့လည်းအဲ့လိုမျိုးမိမိလိုပြောတတ်အောင်လေ့ကျင့်ထားကြရမယ်เนาะကဲဒါဆိုဒါရောသမီးတို့ရေဆရာဒီနေ့သင်သွားတဲ့ lesson တွေကပါလေ unit 2 lesson 2 talking about families ဆိုရဲသင်ခန်းစာလေးပဲဖြစ်ပါတယ်။ကဲဒါဆိုသားတို့သမီးတို့ရေသားတို့သမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်။